င်္ဂလာပါရှင်ဒီဇင်ဘာလ9ရက်နေ့နေ့လယ်ခင်းတိနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဦးဆုံးအနေနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါအဖြစ်ရသဘောတူညီထောက်မှုကိုဆက်ပြီးလေးစားလိုက်နာပေးကြဖို့ထိုင်းနဲ့ကမ္ဘောဒီးယားကိုအမေရိကန်အစိုးရကတိုက်တွန်းတောင်းဆိုခဲ့ပါတယ်ဒီဇင်ဘာ9ရက်နေ့ရှိရနေ့တုန်းကအရှိတောင်အာရှအိနီဂျန်နိုင်ငံကြားနေဆက်စစ်ရေးတင်းမာမှုတွေပြန်လည်စတင်လာပြီးကမ္ဘောဒီးယားကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ထိုင်းကလည်းနေဆက်မှာရှိတဲ့ကမ္ဘောဒီးယားဆစ်ကန်တွေနဲ့ကာစီနိုယုံတစ်ခုကို F16 တက်လျင်တွေအသုံးပြုပြီးဘုံကျဲခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာနေဆက်အငင်းခုံကိုအကြောင်းပြုပြီးဇူလိုင်လကုန်ပိုင်းတုန်းကလည်း၅ရက်ကြာစစ်ခင်းတိုက်ခိုက်ခဲ့ပူပါတယ်။အဒီနောက်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်တို့ရဲ့ကျောင်းဝင်ဆစ်ဆက်ပေးမှုကြောင့်အပြစ်ရသဘောတူညီမှုရရှိခဲ့ကြပါတယ်။အခုတော့နေဆက်မှာစစ်ရေးအရာပြန်လည်တင်းမာလာပြီး အပြည့်ရဲ့သဘောတူညီမှုကလည်းဆက်ပြီးတည်မြဲဖို့မရေမရာဖြစ်လာပါတယ်။ဒီဇင်ဘာလ၈ရက်ညပိုင်းမှာတော့အမေရိကန်အစိုးရရဲ့အမည်မဖော်လိုတဲ့အရာရှိတူကသမရထရမ့်ဟာဗတိပခါကိုအဆုံးသတ်စေရေးဂတိကဝတ်တွေကိုအပြည့်အဝဆက်လက်လေးစားလိုက်နာဖို့ထိုင်းရော ကမ္ဘောဒီးယားကိုပါဆက်သွယ်တိုက်တွန်းခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဒီဇင်ဘာလ၉ရက်နေ့ထိအခြေအနေအရတော့ထိုင်းကနိုင်ငံပိုင်နဲ့ထဲကျူးကျော်ဝင်ရောက်နေတဲ့ကမ္ဘောဒီးယားတပ်တွေကိုအပြည့်နှင်ထုတ်သွားမယ်လို့ကြေညာထားပါတယ်။ တမောရီယာကတော့ထိုင်းကသာတမင်အပြစ်ရှာပြီးရန်လိုကျူးကျော်နေတာဖြစ်တယ်လို့ပြောပါတယ်။အပြစ်ရဲ့သဘောတူညီမှုကိုချိုးဖောက်ကြောင်းနှစ်ဖက်စလုံးကအပြစ်အလံဆွဆွဲပြစ်တင်နေချိန်မှာထရမ့်ကနှစ်ဖက်စလုံးအပြစ်ခက်ရဲစရေးကတိတွေကိုဆက်ပြီးထိန်းသိမ်းဖို့တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ဒီဇင်ဘာ9ရက်နေ့ရှေ့ရက်နေဆက်တိုက်ပွဲတွေကြောင့်ထိုင်းစစ်သားတစ်ယောက်နဲ့ကမ္ဘောဒီးယားအရက်သား6ယောက်တို့တိုက်ဆုံးခဲ့ကြောင်းနှစ်ဖက်အာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ပြီးတော့နေဆက်တစ်ယောက်ကတိုက်ပွဲပြင်းထန်တဲ့ဧရိယာတွေမှာနေထိုင်ကြတဲ့ တစ်ဖက်ဒေသခံထောင်ချီဟာလေဘေးလွယာကိုရွှေ့ပြောင်းနေကြရပါတယ်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကလေထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားကတင်းမာမှုတွေပြန်လည်မြင့်တက်လာတာကိုစိုးရိမ်ကြောင်းပြောကြားခဲ့ပြီးပြည်ထနာကိုနှစ်ဖက်စလုံးကထိန်းသိမ်းသိမ်းသိမ်းကန်တွယ်ဖြည့်ရှင်းပေးကြဖို့တိုက်တွန်းထားပါတယ်။အပြစ်အခက်ရစဲထားခြင်းတော်တွင်နေဆက်မှာမြေမြုပ်မိုင်းပေါက်ကွဲမှုတွေဖြစ်ပြီးထိုင်းစစ်သားတွေထိခိုက်ဒဏ်ရာရခဲ့တဲ့နောက်အပြစ်ရသဘောတူညီမှုတွေကိုဆိုင်းငံ့ထားမယ်လို့ နိုဝင်ဘာလထဲမှာထိုင်းအစိုးရကထုတ်ပြန်ခဲ့ပါတယ်။ထိုင်းစစ်တပ်ကကမ္ဘောဒီးယားဟာအပြစ်ရပ်ပြီးနောက်ပိုင်းကြောင့်မှနောက်ထပ်မြေမြုပ်မိုင်းအသစ်တွေထပ်ထောင်ခဲ့တယ်လို့ဆွဆွဲထားပြီးကမ္ဘောဒီးယားကတော့အငြင်းဆိုထားပါတယ်ရှင်။တရုတ်ဟာဂျပန်ရဲ့စစ်ရေးအရာချင်းချောက်ချင်းကိုခံခဲ့ရပါတယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးကဆွဆွဲပြောကြားခဲ့ပါတယ်။ဂျာမနီနိုင်ငံသားရေးဝန်ကြီးနဲ့ဒီဇင်ဘာလ၈ရက်နေ့တုန်းကဘေကျင်းမြို့မှာတွေ့ဆုံချိန်မှာဝန်ကြီးကအခုလိုပြောဆိုခဲ့တာပါ။ ဂျပန်စီကစစ်ရေးအရာချင်းချောက်မှုမျိုးဆိုတာတရုတ်အနေနဲ့ဘလို့မှလက်ခံနိုင်စရာမရှိတဲ့ကိစ္စလို့လည်းဝန်ကြီးကဆိုပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကွန်ကဂျပန်တိုက်လေယာဉ်တွေကိုတရုတ်တိုက်လေယာဉ်တွေကပြင်းမှရှာရေဒါနဲ့ချိန်ရွယ်ခဲ့တဲ့ဖြစ်စဉ်အပြီးမှာဝန်ကအခုလိုမျိုးဆက်ဆွဲခဲ့တာဖြစ်ပါတယ်။တရုတ်တိုက်လေယာဉ်တွေရဲ့လုပ်ရဟာအန်ဒီယန်များလွန်ပြီးအစင်ချင်းကင်းမဲ့ကြောင်းဂျပန်ကရှုတ်ချခဲ့ပါတယ်။ဒါပေမဲ့တရုတ်ကတော့တရုတ်ရေတပ်လှုပ်ရှားနေတဲ့နေရာကိုဂျပန်တိုက်လေယာဉ်တွေကချင်းကခဲချင်းတာဖြစ်တယ်လို့တုံ့ပြန်ပြီး ရေဒါနဲ့ချိန်ရွယ်တယ်ဆိုတော့ကလည်းရန်လိုတဲ့အတိတ်ပဲမဟုတ်ပဲလုံထုံးလုံနည်းအရာလိုအပ်တဲ့ရှောက်ဖွေမှတ်သားမှုတွေကိုလုပ်ခဲ့ချင်းတာဖြစ်တယ်လို့တုတ်ပြန်ခဲ့ပါတယ်။နောက်တော့ဘေကျင်းမှာဂျာမနီနိုင်ငံသားရေးဝန်ကြီးနဲ့တွေ့ဆုံတဲ့အခါဝန်ကဂျပန်ကသာတကယ်တမ်းစစ်ရေးအရာအချင်းချောက်တဲ့နိုင်ငံဖြစ်ပါတယ်လို့ဆွဆဲခဲ့တာပါ။အခုနေ့ဟာဒုတိယကမ္ဘာစစ်ပြီးဆုံးမှု80ပြည့်တဲ့ကာလဖြစ်ကြောင်းအဲ့ဒီတုန်းကဆစ်ရှုံးခဲ့တဲ့နိုင်ငံတစ်ခုဖြစ်တဲ့ဂျပန်ဟာအခုလိုကာလမျိုးမှာ ပိုပြီးဆင်ခြင်တင့်တယ်လို့လဲဝန်ကဆိုပါတယ်။တစ်ဖက်မှာတော့ဂျာမနီကိုယ်တိုင်ကလည်းဒုတိယကမ္ဘာစစ်မှာဆစ်ရှုံးနိုင်ငံဖြစ်ခဲ့တာပါ။တရုတ်ကသာထိုင်ဝမ်ကိုတိုက်ခိုက်မယ်ဆိုရင်ဂျပန်ကလည်းထိုင်ဝမ်ကိုကူပြီးတပ်တွေဆစ်လို့ပေးဖွဲ့ရှိတယ်ဆိုတော့ဂျပန်ဝန်ကြီးချုပ်ဆနေအေတက္ကအီချီရဲ့အမှတ်ချက်ကိုအကြောင်းပြုပြီးဝန်ကဂျပန်ဟာတရုတ်ကိုစစ်ရေးအရာအချင်းချောက်နေပါတယ်လို့စစ်ဆဲကြတာဖြစ်ပါတယ်။လက်ရှိဂျပန်ရဲ့ခေါင်းဆောင်ကထိုင်ဝမ်ကိုအကြောင်းပြုပြီးတရုတ်အပေါ်မေးခွန်းထုတ်နေကြောင်း ဒါပေမဲ့တရုတ်ပိုင်နယ်ဖြစ်တဲ့ထိုင်ဝမ်ကိုဂျပန်ကပဲနှစ်ပေါင်း90လောက်မတရားအုပ်စိုးပြီးပြည်သူတွေအပေါ်ဆိုးရွားတဲ့ရာဇဝတ်မှုတွေကျူးလွန်ခဲ့ကြောင်းအခုလည်းထိုင်ဝမ်အရေးကိုအကြောင်းပြုပြီးတရုတ်ကိုပြည်ထနာရှာတာစစ်ရေးအရာအချင်းချောက်တာတွေဂျပန်ကလုပ်နေပြီးဒါကိုတရုတ်အနေနဲ့ဘလို့မှလက်ခံမှာမဟုတ်ကြောင်းလဲဝမ်ကဆိုပါတယ်ဂျပန်ဟာ1895ကနေ1945ခုနှစ်ထိထိုင်ဝမ်ကိုကိုလိုနီအဖြစ်အုပ်စိုးခဲ့ဖူးပါတယ် ဝန်ကလက်ရှိဂျပန်ဝန်ကြီးချုပ်ဟာအဲ့ဒီတမိုင်းကြောင်းတွေကိုဖုံးကွယ်ပြီးထိုင်ဝမ်နဲ့ပတ်သက်လို့ကျောင်းသူတော်ရောင်ဆောင်ထားတဲ့အစင်ချင်းမဲ့အမှတ်ချက်စကားတွေကို ပြောဆိုနေခဲ့ကြောင်းလဲဝေဖန်သွားပါတယ်။သူကထိုင်ဝမ်ဆိုတာဟာတရုတ်ပိုင်နဲ့နယ်မြေတစ်ခုဖြစ်တယ်ဆိုတာကိုခိုင်မာတဲ့တမိုင်းကြောင်းဥပဒေရေးရအချက်အလက်တွေအခိုင်အမာရှိထားပြီးအဲ့ဒီအရှိတရားပေါ်ဘာမှအမေခွန်းထုတ်နေဖို့မလိုကြောင်းလဲပြောကြားသွားပါတယ်ရှင်။အခုဆက်လက်ပြီးတော့ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်။ မကွေးတိုင်းမြိုင်မြို့နယ်ကဘာမော့ Revolution Ranger BRR ရဲ့ Tuscan စီးနှင်ခံခဲ့ရတယ်လို့အဲ့ဒီတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကိုဒီမိုက People's Bank ကိုပြောပါတယ်။ပကောက်ကူအခြေဆိုင်တမတရားတဲ့စစ်ကြောင်းဟာဒီဇင်ဘာလ10ရက်မနေ့မနက်ပိုင်းမှာကင်းကျေးရွာအနီးက BRR Tuscan ကိုစီးနှင်ခဲ့တာလို့ဆိုပါတယ်။အင်အားမမျှတာနဲ့ကြီးမလွန်လောက်တာကြောင့်ဆုတ်ခွာခဲ့ရပြီးမိုင်းလုတဲ့ပစ္စည်းတွေခဲယမ်းတွေနဲ့ကားစိုက်ကယ်တွေဆုံးရှုံးခဲ့တယ်လို့အသိပေးပါတယ်။အဲ့ဒီ Tuscan စီးနှင်ခံရမှုအတွင်းမှာ ဒေါ်လာရေးတဖွဲ့ဝင်တချို့အထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကိုဒီမိုကပြောပါတယ်။ဒါ့အပြင်စစ်ကောင်စီတပ်ဟာစခန်းကိုမီးရှို့ခဲ့တယ်လို့ဆိုပါတယ်။အခုလိုစခန်းစီးနှင်းခံရမှုက2023ဇူလိုင်ကတစဉ်ဖြစ်ခဲ့ဘူးတယ်လို့ဆိုပါတယ်။ Burma Revolution Ranger BRR တပ်ဟာပခုတ်ကူနဲ့မြိုင်းဒေသမှာစစ်ရေးလှုပ်ရှားနေတာဖြစ်ပြီးဧပြီလကပခုတ်ကူ PDF နဲ့ပူးပေါင်းပြီးစစ်တပ်ရဲ့ Paramotor တစ်စီးကိုပထမဆုံးဖျက်ဆီးနိုင်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ဒါ့အပြင် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်အဓမ္မစုဆောင်းခံခဲ့ရတဲ့လူငယ်အယောက်30ဝန်းကျင်ကိုပခုတ်ကူအခြေဆိုင်စစ်တပ်စခန်းတွေကနေကယ်ထုတ်ခဲ့တယ်လို့ BRR တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။2021နိုဝင်ဘာမှာ BRR တပ်ဖွဲ့ကိုစတင်ထူထောင်ခဲ့ပြီးစခန်းစီးနှင်းခံရမှုတွေရှိခဲ့ပေမလဲဆီအာနာရှင်စနစ်ပျောက်ကွယ်ဖို့တိုက်ပွဲဆက်ဝင်သွားမယ်လို့ BRR တောင်းဝန်ရှိသူကအသိပေးပါတယ်ရှင်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြုပြင်ပြောင်းလဲကိုပုံမောအားကောင်းတဲ့မဟာမိတ်စုဖွဲ့မှုတွေနဲ့ပြောင်းလဲဖွဲ့စည်းဖို့အားလုံးကြိုးစားခဲ့ကြပါမယ်။အထက်ကတိုင်းရင်းသားလက်နက်ကိုင်အင်အားစုကြီးတွေကထိထိဝဝင်ပူးပေါင်းပါဝင်လာဖို့အကန့်အသတ်တွေရှိနေတယ်လို့ NUG ယာယီသမရဒူဝလရှိလာကပြောကြားခဲ့ပါတယ်။ NUG ဟာဒီဇင်ဘာလ10ရက်နေ့မနေ့ကဝန်ကြီးဒူဝန်ကြီးတွေကိုပြောင်းလဲတာဝန်ပေးအပ်တာဝန်ကြီးဌာနတချို့ဖျက်သိမ်းတာတချို့ကိုပေါင်းစည်းပြီး အစိုးရအဖွဲ့ကိုပြင်ဆင်ဖွဲ့စည်းတာတွေလှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီလိုအစိုးရပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးယာယီသမရကပြည်သူလူထုကိုအသိပေးမေကွန်မနစ်ညာပိုင်းကပြောကြားခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအတမေကန်ကောင်စီ NUCC အပေါ်ဝင်ပြည်သူကိုစားပြုတဲ့အစုအဖွဲ့အဖွဲ့အစည်းတွေရဲ့သဘောထားတွေကိုလည်းအစင်မပြတ်နားဆင်ခဲ့ပြီးပြည်သူသဘောထားနဲ့အညီအစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးကိုအစင်လိုက်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းအသိပေးထားပါတယ်။အဲ့ဒီလိုဆောင်ရွက်ရမှာအစိုးရပြုပြင်ပြောင်းလဲရေးကော်မရှင်ကို ဇူလိုင်လမှာဖွဲ့စည်းခဲ့တယ်လို့ဆိုပါတယ်။ကော်မရှင်ကိုယာယီသမရပြည်ထောင်စုဝန်ကြီးချုပ်နဲ့ CRPH ဥက္ကဋ္ဌတို့ဦးဆောင်ပြီးအစိုးရအတွင်းလက်တွေ့ကြကြပြုပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်ခဲ့တယ်လို့အသိပေးထားပါတယ်။တမျိုးသားလုံးညီညွတ်ရေးကိုကိုစားပြုတဲ့အစိုးရဖြစ်လာဖို့အတွက်တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေပေါင်းဝင်လာနိုင်အောင်ကြိုးစားခဲ့ကြပေမဲ့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွေတထည့်ဝင်ဝင်ပူးပေါင်းပေါင်းဝင်လာဖို့လက်ရှိအချိန်မှာအကန့်အသတ်တွေရှိနေသေးတယ်ဆိုတာသိရှိရကြောင်းယာယီသမရကပြောပါတယ် လူမှုအကျိုးနဲ့ဒေါ်လာရေးအောင်မြင်မှုတွေကိုရဖို့ဆိုရင်ပြုပြင်ပြောင်းလဲရေးကိုလက်တွေ့လှုပ်ဆောင်ဖို့တွန်းဆောက်ကြတာမရှိဘူးလို့လည်းယာယီသမရကပြောကြားခဲ့ပါတယ်။ဒါပေမဲ့ပြည်သူတရက်လုံးမျောလင့်တောင်းတနေတဲ့လူမျိုးပေါင်းစုံဒေသမျိုးကွဲပေါင်းစုံပါဝင်တဲ့စုဖွဲ့လက်တွဲမှုမျိုးကိုဒီနေ့အချိန်ထိအပြည့်အဝမရနိုင်သေးဘူးဆိုတာဝန်ခံရမှာဖြစ်တယ်လို့ယာယီသမရကဆက်ပြောပါတယ်။အထက်ကတိုင်းရင်းသားလက်နက်ကိုင်အင်အားစုကြီးတွေဟာအမျိုးသားညီညွတ်ရေးအစိုးရရဲ့ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ ထထဲဝဝင်ပူပေါင်းပေါဝင်လာဖို့အကန့်အသတ်ရှိတဲ့အခြေအနေကိုလည်းယာယီသမရကအရှင်းပြပါရယ်နှစ်ပေါင်း60ကြာကြာပြည်တွင်းစစ်ဟာသမိုင်းဆိုင်ရာအညှိုးနဲ့လူမျိုးရေးအမုန်းအာဃာတတွေကိုအ धिक ပေါက်ဖွားစေရာရေခမ်းမြေခမ်းဖြစ်ကြောင်းလေ့လာတွေ့ရှိခဲ့ရပြီးခေတ်ဆက်ဆက်ကအာနာရှင်အစိုးရတွေဟာလည်းလူမျိုးသွေးခွဲအုပ်ချုပ်မှုတွေနဲ့လူအဖွဲ့အစည်းအတွင်းယုံကြည်မှုပြတ်ပြားအောင်လုံလောက်ထုတ်ခဲ့ကြတာကိုတွေ့ရမှာဖြစ်တယ်လို့ရှင်းပြခဲ့ပါရယ်ဒါ့ပြင်မြန်မာနိုင်ငံဟာ ကမ္ဘာအင်အားကြီးတွေရဲ့ပဝေအားပြိုင်မှုပထဝီအခင်းကျင်းရဲ့ဓာတ်ကိုလည်းခန်းစားခဲ့ကြရပြီးအထူးသဖြင့်ပထဝီနိုင်ငံရဲ့အကန့်အသတ်တွေဟာညညွတ်တဲ့ဒေါ်လာရင်းအင်အားစုကြီးမပေါ်ပေါက်နိုင်အောင်အ धिक အတားအဆီးဖြစ်နေတာကိုတွေ့ရတယ်လို့ယာယီတမရကဆိုပါတယ်ဒေသတွင်းနိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာလည်းနိုင်ငံကြီးတွေအင်းနီရှားနိုင်ငံတွေရဲ့အကျိုးစီးပွားအတိုင်းစဉ်းစားချက်တွေကຫນွေဦးဒေါ်လာရင်းစုစည်းညညွတ်မှုကိုကြိုးကန်ချွေးလဲနေတာတွေ့ရကြောင်းလဲဆိုပါတယ်တစ်ဖက်မှာလည်း ဒေါ်လင်းအင်အားစုတွေကြားလက်တွဲညီညွတ်မှုကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဆက်လက်ပြီးမဆုတ်မနစ်ကြိုးပမ်းသွားမယ်လို့လည်းယာယီတမရကပြည်သူလူထုကိုကတိပြုပြောကြားခဲ့ပါတယ်။အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးလုပ်တာဟောင်းအဆင့်30နဲ့လောက်တာဖြစ်ပြီးအခုလောက်တာကပထမအဆင့်ဖြစ်ပြီးအဆင့်2ဆင့်ကျန်နေသေးတယ်လို့ယာယီတမရကဆိုပါတယ်။ဒုတိယအဆင့်မှာတိုင်းရင်းသားဒေါ်လင်းအဖွဲ့ခေါင်းဆောင်တွေပါပါလာမယ်။ပိုအားကောင်းတဲ့အစိုးရဖွဲ့နိုင်ဖို့ပြင်ဆင်နေပြီလို့လည်းယာယီတမရကအဆက်ပြောပါတယ်ရှင်။ People's Wing ကတင်ဆက်ပေးနေတဲ့သတင်းတွေကိုကြည့်ရှုတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။